ပြက်ဆဲပြီးမင်းသားဂီယိုဗင်ကဖောက်ပြန်ရည်လို့ပြောရင်ကောလာဟာလာပေါ်ဖြင်းရှင်းလာတဲ့မင်းသမီးရှင်မယောင်ပရင်တဂျီမင်းသမီးလေးရှင်မယောင်နဲ့မင်းသားကြောင့်ဂီယိုဗင်တို့ကတော့ချစ်သူတွေဖြစ်ပြီးဒိတ်တာကဆာအိမ်တော်တက်တန်ဆင်းလေးရှိပြီဖြစ်ပါရင်လူမြညာလုပ်တွေကိုစီနဲ့ဘေဘီလေးယူဖို့ကြိုးစားနေကြတာဖြစ်ပါရင်မင်းသမီးလေးရှင်မယောင်နဲ့မင်းသားကြောင့်လေးဂီယိုဗင်တို့ကတော့ပရင်တဂျီနဲ့မစိမ့်မဲနဲ့လူမြညာလမ်းကြောင်းမှာအမြဲ update ဖြစ်နေကြသူတွေဖြစ်ပါရင်လူပညာရှင်မြင့်ဆုံးမင်းသားနဲ့မင်းသမီးစီးနှဲမှာပါဝင်ခဲ့ပြီးသူတို့ရဲ့ပိုင်ဆိုင်ထားတဲ့မြေကွက်တွေနဲ့နိုင်ငံသားကတိုက်ခန်းတွေကိုလည်း ရုပ်ရှင်ရိုက်ကွင်းမှာအသုံးပြုဖို့ငှားရင်ထားကြတာဖြစ်ပါရင်ပြည်သူတွေသိကြတဲ့အတိုင်းသူတို့နှစ်ယောက်ဟာချစ်သူတတန်းအပြင်တိုးတောင်းခဲ့ပြီးတော့နှောင်းသဘောတို့မိမတွေအတိမပေးခဲ့ကြမယ်နဲ့လက်ထပ်ခဲ့လို့ဆိုရရင်လူငယ်တွေမှာအမားနဲ့မကင်းလို့သူတို့ရဲ့မိမတွေကတော့အဆောက်အအုံမှာသဘောမတူခဲ့ပေမယ့်နောက်ပိုင်းမှာတော့သဘောတူကြတော့မိမတွေစိတ်ကြိုက်မိလာထက်ဆောင်ခဲ့ရပါသေးတယ်။ကျမတို့သိတယ်ငယ်ရင်းကမြေခွေးမလေးကိုချစ်သူဇက်ကားလေးမှာမင်းသမီးလေးရှင်မယားဟာ main role character ဖြစ်နေတင်းဥဆောင်ထားပြီးအဲ့ဒီသူမရဲ့ပွင့်ခက်စကား1999ကောင်းက yesterday စကားမှာ sport row စကားမှာရင်ပရိသတ်အပင်းမှုခိုင်မာရရှိခဲ့ပြီးတော့နောက်ပိုင်းရင်ကူးခဲ့တဲ့စကားရင်းဟာနာမည်ကြီးခဲ့လို့ sport row နေပြီးတော့ main row character များပဲအောင်မြင်မှုကိုစုခွင့်ရရှိခဲ့တဲ့မင်းမီကြောင့်ဖြစ်ပါရင်ရုပ်ရှင်စကားဆိုရင်အများကြီးနဲ့ထူးချွန်ခဲ့ပြီးနောက်ပိုင်းစကားရင်းမှာတော့သူမဟာစီးပွားရေးနဲ့သူမရဲ့အဖေမေခင်မိုးတို့ကိုဦးစားပေးခဲ့တာမဟုတ်လို့ကိုင်းဒါရီနားခဲ့တဲ့ကားတွေလည်းရှိနေတာဖြစ်ပါတယ်။သူမရဲ့နာမည်ကြီးစကားကတော့ Beauty for Day, Lucifer, Michael Frog, Gumiho တို့ဖြစ်ပါတယ်။ အခုနောက်ဆုံးရိုက်ကူးခဲ့တဲ့ Our Season 2023စကားဟာလည်း character ထိထိမိမိဖြစ်တာကြောင့်သူမကိုလည်း Oscar ဆုရဖို့လည်းမှန်းထားကြပါတယ်2024နဲ့အခုနှစ်2025မှာစကားပေါင်း10ကရိုက်ကူးခဲ့ရပြီးတော့ထပ်မလာသေးကြတာမို့လို့ပရိသတ်ကြီးစောင့်မြော်အားပေးကြဖို့လည်းပြပြခဲ့ပါသေးတယ်မင်းမီးရှင်များနဲ့မင်းသားကီယိုဘင်တို့နှစ်ယောက်ဟာလင်းရင်ရှင်းလောက်နဲ့ဂျေဂျူကိုခီးသွားနေတာကိုပရိသတ်တွေကအထင်လွဲမှုရှိခဲ့ပြီးတော့မင်းသားကီယိုဘင်ဟာနောက်ကောင်မလေးအစ်တစ်ယောက်နဲ့တွဲနေပြီးဂျေဂျူရဲ့နမ်မောင်မှာရှောက်နေနေကြတယ်လို့သတင်းတွေထွက်ခဲ့ရပါတယ် ဖြစ်ချင်တော့ရှင်မယားရုပ်ရှင်ရိုက်ကူးမှုပြီးမှကြားနာခဲ့တာမို့လို့ယောက်ျားဖြစ်သူခင်ဦးပင်ကောင်းကိုလိုက်သွားခဲ့ပြီးဂရုစိုက်ခဲ့တာကြောင့်နေကောင်းကြောက်တဲ့အချိန်မှာခင်ဦးပင်နဲ့ရှင်မယားတို့တူမုတ်သွားစားကြတာဖြစ်ပါတယ်။ဒီပုံလေးကမသိခွင့်တော့တခြားတယောက်ထင်နေပရိသတ်ကြီးအထင်လွဲခဲ့တာပါလို့ဖြစ်ရှင်းလာခဲ့တာပါ။သူမယောက်ျားဟာသူမကလွဲပြီးတော့ဘယ်မင်းကလေးမှစိတ်ဝင်စားတာမို့လို့အခုလည်းနေမကောင်းဖြစ်တာကြောင့်စိတ်ပူပြီးရောက်လာပေးခဲ့တာကိုမစိုးရိမ်ပါနဲ့လို့သူမတို့အေဂျင့်ကလည်းတရားဝင်ချပြခဲ့တာဖြစ်ပါတယ်။ပမာရာစီသတင်းမီဒီယာတွေကလည်းခင်ဦးပင်ကောင်းကကြားတယောက်နဲ့နယူးယောက်မှာတွဲနေရလို့သတင်းတွေထွက်ခဲ့ပြီး ရှင်မယားကဒီလိုမဟုတ်မှန်တဲ့ရင်အတွက်ဖြည့်ရှင်းဖို့အချိန်မရှိဘူးလို့လည်းပြောပြခဲ့တာပါချစ်နေကြပြီးတော့ baby လေးလိုကိုစဉ်းစားနေကြတဲ့ရှင်မယားနဲ့ဂင်ဝဘင်တို့နှစ်ယောက်ဟာရှင်မယားကနုပညာလမ်းကြောင်းမှာပို့ပြီးတော့အော်မီနီတာကိုတွေ့ရပါတယ်ဂင်ဝဘင်က sport ရောကနေရိုက်ကူးနေရချိန်မှာမင်းသမီးရှင်မယားက main role character တစ်ခုကနေရိုက်ကူးနေရတာဖြစ်ပါတယ်မင်းမလေးရဲ့ခင်မောရိုက်ကူးထားတဲ့အောင်မြင်ဆုံးမင်းရောရိုက်ကူးရတဲ့စကားတချို့ကိုဖော်ပြပေးလိုက်ရပါရင်တော့2013ခုနှစ်မှာရိုက်ကူးခဲ့တဲ့ school နမိတ်ကြီးဆုံးမင်းသားလီမီဟိုနဲ့တွဲပြီးရိုက်ကူးခဲ့တဲ့ The Herrick နောက်ဆုံးသူချစ်သူစနေလေးနဲ့တူရိုက်ကိုခဲ့တဲ့ Our Blue 2022စကားရီပဲဖြစ်ပါတယ်ဒီတော့ပရိသတ်ကြီးရင်မင်းသမီးလေးရှင်မရနဲ့မင်းသားကြောင့်ခင်ဦးဘေတို့ပေါ်မှာမှတ်ချက်လေးတွေပြပြခဲ့ကြပါအောင်နော်